ဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့အိဒီယက်ဘန်နှုတ်ဆက်ဖြောပြပွဲမှာရေမွန်ရဲ့ချင်းကိုသီဆိုနေရင်အဆိုတော်အဒီနိုကွယ်လွန်သွားတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်။ရန်ကုန်မြို့မှာကျင်းပတဲ့အိဒီယက်ဘန်နှုတ်ဆက်ဖြောပြပွဲမှာကွယ်လွန်သူအဆိုတော်ရေမွန်ရဲ့မငိုနဲ့တော့တချင်းကို Fever 109 T1 ရဲ့ပင်နိုင်အဆိုတော်အဒီနိုကသီဆိုရင်းကနေကွယ်လွန်သွားခဲ့ကြောင်းလည်းသိရပါဗျာ။ အောက်တိုဘာ25ရက်ညပိုင်းမှာရန်ကုန်မြို့ကအီရီယပ်ဘန်နှုတ်ဆက်ဖျော်ဖြေပွဲပြုလုပ်ခဲ့တာဖြစ်ပြီးရင်းဖျော်ဖြေပွဲမှာ Fever 109 TY ရဲ့ပင်နိုင်ဆိုတော့အတီနိုကအားဖြစ်ဖျော်ဖြေမှုပြုလုပ်ရင်းကနေကွယ်လွန်ခဲ့တာဖြစ်ပါတယ်။အီရီယပ်ဖဲဝဲပွဲမှာ Fever 109ဖျော်ဖြေနေရင်းနဲ့ Brother လဲကျသွားတဲ့ဗီဒီယိုမြင်လိုက်ရတယ်ဗျာ။ခမည်းပြဒီလိုပွဲမှာကိုတော့တခြင်းတီဆိုရင်ထွက်ခွာသွားတယ်။ဆောင်ရန်ထက်ထရရတဲ့အတီနိုရာလို့ အိရိယဘန်ရဲ့ပင်နိုင်ဓာတ်ပုံစရာပိုင်မှုကိုကိုကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားတာဖြစ်ပါတယ်။အဒီနိုဟာဟတ်အတက်ရခဲ့ဘူးသူဖြစ်ပြီးတော့နှလုံးအတွင်းဆက်တက်ထားရပေမဲ့အကန့်အသတ်မရှိရန်နာတော့မဲ့အိရိယဘန်နဲ့ကွယ်လွန်ခဲ့တဲ့အဆိုတော်ရေမွန်ကိုတတိယအောင်မေတာကြောင့်အဲ့ဒီပွဲမှာပါဝင်သီဆိုပေးခဲ့တာလည်းဖြစ်ပါတယ်။သူကနှလုံးယောဂအခမ်းရှိလို့ဆက်တက်ထားရတယ်။အခုတော့အဲ့ဒီယောဂနဲ့ပဲဆုံးသွားတာလို့ အစောရောအတီနိုနဲ့ယင်းနီသူကဆိုပါတယ်အခုလိုအစောရောအတီနိုကွယ်လွန်တာနဲ့ပတ်သက်ပြီးတော့အစောရောနိုဘန်ထူးကလည်းသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာငင်းချမ်းစွာအနားယူပါအတီနိုရေအေးအေးဆေးဆေးပြန်ဆောင်ကြမယ်ပြောရင်ထွက်သွားပြန်ပေါ့ပြောမှုကဲသလိုပဲတချင်းတွေထားသွားတာက အမျက်လိုပဲသဘောထားရမှာပဲလို့ရှင်းသားထားပါတယ်အတီနိုဟာအစောရောတအုပ်ဖြစ်တဲ့ပြင်တချင်းတွေကိုလည်းရေးသားသူတအုပ်ဖြစ်ကတီးဝိုင်းရဲ့တချင်းတွေကို မစ်ဆီယန်မာစတာရင်ကဏ္ဍတွေမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင်အဒီနိုဟာ FIBA 109 T1 ရဲ့အဓိကဖန်တီးရှင်တဦးဖြစ်တဲ့အပြင်မြန်မာ alternative rock guitar ကိုပြောင်းလဲကိုဖန်တီးသူတွေထဲမှာတဦးအပါဝင်လည်းဖြစ်ပါတယ်။မြန်မာ guitar လောကရဲ့ alternative rock ဖြစ်တဲ့ FIBA 109 T1 ကတော့2008ခုနှစ်ကာလအတွင်းမှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ Broken City, Love စားတဲ့တခြင်းနေနဲ့လူငယ်ရင်းချမှာပြန့်နှံ့ခဲ့ပြီးတဲ့နောက်လူသည့်များလာတဲ့တီဝိုင်းအဖွဲတစ်ခုလည်းဖြစ်ပါတယ်။ Fever 109တီဝိုင်းဟာမြန်မာနိုင်ငံမှာ Parrot လှုပ်ရှားမှုတွေနဲ့အတူ2000ပြည့်နှစ်နောက်ပိုင်းကာလကစလို့ပုံမလူသည့်များလာခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့မွေဟောင်းအကိုက်ခံရပြီးတော့မသေးဆုံးမီ အဖွားဖြစ်သူကိုချက်တဲ့ကြောင်ဖုံးဆက်ပြောသွားတဲ့အဖွားရဲ့ချက်တဲ့မြေလေးကြောင်ဖော်ပြပေးကြပါမယ်။အသက်39နှစ်အရွယ်ထိုင်းမျိုးသားတအူးကတော့မွေဟောင်းအကိုက်ခံရပြီးတဲ့နောက်သေဆုံးသွားမဲ့အချိန်မှာသူ့ရဲ့အဖွားထံကိုဖုန်းခေါ်ပြီးတော့အဖွားကိုချက်တယ်လို့ပြောပြီးဆုံးသွားခဲ့ပါတယ်။အော်တိုဘာ23ရက်မနက်9နာရီလောက်မှာရေတပ်ဖွဲ့ဝင်တွေက မိုင်းလို့သာအမည်လို့သိရတဲ့ဒီမျိုးသားရဲ့အလောင်းကိုစမုတ်ပရာကန်ပြည်နယ်ကသူ့ရဲ့နေအိမ်ဒုတိယတိုက်ရုံးကန်အတွင်တွေ့ခဲ့တာပါ။ထိုင်းမျိုးသားရဲ့ဘေဘက်လက်ကောက်ဝင်းမှာမွေးကပ်ရာတွေ့ခဲ့ရပြီးတော့အနည်းဆုံးလွန်ခဲ့တဲ့နှစ်နာရီခန့်ကလေးကတေဆုံးနေတာဖြစ်မယ်လို့ခန့်မှန်းခဲ့ကြပါတယ်။တေဆုံးသူအမျိုးသားကအောက်တိုဘာ23ရက်မနက်6:40မိနစ်40အချိန်မှာအသက်84နှစ်အရွယ်သူ့ရဲ့အဖွားဖြစ်သူကိုဖုံးခေါ်ခဲ့ပါတယ် ဖုံးပြောစင်မှာအဖွားဒီမျိုးကိုချက်လာလို့မေးခဲ့တယ်လို့အဖွားဖြစ်သူကမျက်ရည်ကျရဲ့ပြန်ပြောပြခဲ့ပါတယ်မျိုးကိုအရန်ချစ်ပါတယ်လို့ပြောလိုက်တယ်လို့သူမကဆိုပါတယ်။ဒီနောက်မှာတော့မျိုးဖြစ်သူကသူ့မွေဟောက်အကိုက်ခံထားရပြီးတော့တခုတ်ခုတ်ဖြေခဲ့ရင်ကိစ္စတွေအလုံးကိုအဖွားစီစဉ်ပေးပါလို့ပြောသွားခဲ့ပါတယ်။သူ့ရဲ့မျိုးလေးဟာစကားပြောနေစဉ်ရှာလိတ်လာက စကားပြောလဲနှိမ့်လာပြီးတော့စကားမပြီးတော့ဘဲနဲ့နောက်ဆုံးမှအတန်တိတ်သွားခဲ့ရလို့ဆိုပါတယ်။ ူမကစိုးရင်သွားပြီးတော့ချက်ချင်းပဲတခြားမြေတူးကိုဖုံးခေါ်ပြောပြခဲ့ရမှာဒီမြေကလည်းဆွေမျိုးတွေနဲ့အတူတူသူ့ရဲ့အိမ်ကိုအပြေးလွှားရောက်လာခဲ့ပါတယ်အရေးပေါ်အသက်ကယ်ကုသမှု CPR လုပ်ပေးပြီးတော့အသက်ကယ်ဖို့ကြိုးစားခဲ့ရမှာအရေးပေါ်ဌာနကိုဆက်သွယ်ခဲ့ကြပေမဲ့အသက်ကိုမကယ်နိုင်ခဲ့ပါဘူးရဲတပ်ဖွဲ့ကတော့တေဆုံးသူရဲ့နေအိမ်အတွင်း၃ပေနေပါရှိတဲ့ငွေဟောက်တစ်ကောင်ကိုတွေ့ခဲ့ပါတယ် မွေးကိုကျွမ်းကျင်သူမွေဖမ်းသမားတွေကဖမ်းဆီးပြီးတော့အစိမ့်ဖြစ်စေးနဲ့ကာကွယ်စေးထုတ်လုပ်တဲ့နေရာကိုပို့ဆောင်ပေးခဲ့ပါတယ်။ဒီကမှတစဉ်တော်ရဲကိုပြန်လွှတ်ပေးဖို့စီစဉ်ထားပါတယ်။အဖွားကိုချက်တဲ့မြေဖြစ်သူဟာတယောက်တည်းနေထိုင်သူဖြစ်ပြီးတော့အိမ်ထဲမှာမွေဟောက်ကိုတွေ့ရစဉ်ကိုယ်တိုင်ဖမ်းဖို့စူးစမ်းခဲ့ပုံရတဲ့အကြောင်းစုံစမ်းစစ်ဆေးသူတွေကဆိုပါတယ်။လိုအပ်တဲ့လေ့ကျင့်မှုဒါမှမဟုတ်ကိရိယာမပါပဲဖန်ဆီးခဲ့တာကြောင့်လက်ကောက်ဝင့်နေရာမှာမွေအကိုက်ခံခဲ့ရတာလို့ယူဆထားပါဗျ။ မွေးစိမ့်ဟာမိနစ်30မပြည့်မီနှလုံးကိုရောက်ရှိပြီးတော့အသက်သေဆုံးစေခဲ့တယ်လို့ကောက်ချက်ချထားပါဗျ။အလောင်းကိုတော့သေဆုံးရတဲ့အကြောင်းရဲ့အတည်ပြုကိုလုံထုံးလုံနည်းနဲ့အတိုင်းအလောင်းခွဲစိတ်စစ်စစ်ဖို့မူကင်းစေပညာဌာနကိုပို့ဆောင်ကြတယ်လို့လည်းသိရပါဗျ။ဆက်လက်ပြီးတော့ရန်ကုန်မြို့နယ်မှာရုံတက်ရုံစင်းကျင်းအများဆုံးပြည့်စွဲနေတဲ့အောက်ဆိုင်ကားမှောက်တဲ့အကြောင်းဖော်ပြပေးကြပါမယ်။ရန်ကုန်မြို့နယ်ဘူအောင်ကျော်လမ်းနဲ့မဟာဗန်နူလာလမ်းတော်မှာအော်တိုဘာလ25ရက်မနက်ပိုင်းမှာ တောင်အိတ်အမျိုးအစားအောက်ဆိုင်ကားတစီတိမ်မှမှုဖြစ်ပွားခဲ့တာမှာလူတအူးသေဆုံးပြီးတော့ခဏဦးထံရရတဲ့အကြောင်းရှင်သန်ရေးကူညီမှုတင်ထောင်ကသိရပါဗျ။ဒီအောက်ဆိုင်ကားကတော့မနက်၈မိနစ်30မှာဘုံအောင်ကျော်လမ်းနဲ့မဟာဗန္ဓုလလမ်းတောင်မိပွိုင်းမှာတက်စီရင်ကိုရှောင်းတန်းရကနေအချိန်မထိန်ပိုင်ပင်နဲ့တိမ်မှောက်ခဲ့တာဖြစ်တဲ့ကြောင့်ဖြစ်စဉ်ကိုကူညီပေးခဲ့တဲ့လူမှုကွန်ရက်တင်တွေကဖော်ပြပါဗျ။ ဒီတန်ရာရတဲ့သူတွေကတော့အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးကဝါရောင်အဆင့်လူနာတွေဖြစ်ပြီးတော့အမျိုးသမီး1ဦးနဲ့အမျိုးသား2ဦးကတော့အနေရောင်အဆင့်လူနာတွေဖြစ်တဲ့အကြောင်းကိုညီပေးနေတဲ့လူမှုကွန်ရီအဖွဲ့တွေထံကသိရပါတယ်။မျိုးရင်းပြည့်စွမ်းနေတဲ့ဘတ်ကားတွေနဲ့တဲ့ YB ရ56နဲ့59 58တို့ကကားစီးရဖို့ကအကြကြီးကိုစောင့်ရတယ်။ဒီတော့ကအောက်ဆိုင်ကားတွေပဲစီးရတယ်။ဒီကားတွေကအရန်မောင်းပေမဲ့အစည်းရည်များတော့စောင့်စရာမလိုဘူး။မနက်စော9နာရီခွဲဆိုရင်ထွက်နေပြီ YBF တွေကမထွက်သေးဘူး။ ညနေဘက်ဆိုရင်လည်းမိုးချုပ်တဲ့တည်းရှိတဲ့ WBF တွေကမရှိတော့ဘူး။ရုံစင်းချိန်ကိုကားပေါ်တက်မြတဲ့အထိကြက်တယ်လို့ရန်ကုန်မြို့အတွင်နေထိုင်သူကဆိုပါရယ်။လက်ရှိရန်ကုန်မြို့တွင်လူနေထူထပ်မှုပုံပုံများပြားလာကခီးသွွားပြည်သူတွေနဲ့ဘတ်စကားအစီအတွက်မလုံလောက်တာကြောင့်ရုံသွားရှုံးလာတဲ့အပါအဝင်ခီးသွွားတွေကမနက်ပိုင်းနဲ့ညနေပိုင်းအချိန်မှာအောက်ဆိုင်ပြည်ဆွေတဲ့ရင်းတွေကအားကိုးနေရတဲ့အကြောင်းသိရပါရယ်။ ်လက်ရှိရန်ကုန်မြို့တွင်ပြည်ဆွေးနေတဲ့ WBS ရှင်နေဘူတို့ရောင်းတိုင်းဒေသကြီးပုံလိကတိုင်ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ WRT ရဲ့ထိမ့်သိမ်းကြီးကြပ်မှုအားနဲ့ပြီးတော့ပြည်စည်းရွေးနေတဲ့ရှင်နေနဲ့ပြည်ဆွေးနေတဲ့ကြောင့်ရန်ကုန်မြို့ကနေကဆိုပါတယ်အခုနှစ်ဇန်နဝါရီလကနေမေလအတွင်း WBS ရှင်တိုက်မှု32ကြိမ်ဖြစ်ပွားပြီးတော့သေဆုံးသူ18ဦးနဲ့ဒဏ်ရာရသူ38ဦးရှိခဲ့တဲ့အကြောင်း WRT ရဲ့ထုတ်ပြန်ချက်အရသိရပါပါတယ်ရှင်။ ဆက်လက်ပြီးတော့ကြားဖြန်လို့ယူဆရသူ၄ယောက်ကတော့တောင်းရင်မြစ်ထဲရင်းနဲ့တည်ဆုံတဲ့ကြောင့်ဖော်ပြပေးကြပါတယ်။ညားရည်မျိုးကနေထိုင်းဘက်အချံကိုတောင်းရင်မြစ်ကိုပြီးတော့ခိုးဝင်ဖို့ကြိုးစားခဲ့တဲ့ကြားဖြန်လောက်ကိုင်းတယ်လို့ယူဆရတဲ့နိုင်ငံသားသား၄ယောက်ရင်းနဲ့တည်ဆုံမှုဖြစ်ပွားခဲ့လို့ညားရည်ဒေသခံတွေစီကသိရပါတယ်။တောင်းရင်မြစ်အတွင်းရုပ်လောင်းတွေမျိုးနေတာကိုအော်တိုဘာလ24ရက်မှာဒေသခံတွေကမြင်တွေ့ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။အရင်ရက်ကတည်းကတည်တာဖြစ်လောက်မယ်အရင်ရက် KK ဘက်ကိုစစ်တပ်ကဝင်စီတော့ ထိုင်းဘက်ကိုကန်ကူပြင်းနဲ့ရင်းနှီးသေးတာဖြစ်ပေါ်များတယ်။တရားဆိုရင်တက်တူအပြည့်ရှိတာတွေ့ရတယ်။ဘယ်နိုင်ငံကလဲဆိုတာတော့မသိရဘူး။ဒီတိုင်းမျောနေတာပဲတွေ့ရတယ်။ကြားဖြတ်သမားတွေများတွေမှာအလုံးဖြစ်နေတယ်။ ဖုန်းနဲ့အလွတ်ရရောင်းနေကြတယ်လို့မျိုးကန်တယောက်ကဆိုပါတယ်။တောင်းရင်မြင့်တွင်ရင်းနေတည်ဆုံတဲ့ရုံလောင်းနဲ့ပတ်သက်ပြီးအသေးစိတ်အချက်လက်တွေကိုတော့ဒေတာကန်နေနေနဲ့မသိရဘူးလို့ဆိုပါတယ်။လက်ရှိမှာတော့မြားရီမျိုးကိုထွက်ပြေးလာတဲ့ကြားဖြတ်သမားတွေတဲကတွေတောင်းရင်မြင့်ကိုပြီးတော့ထိုင်းဘက်ချက်ကိုထွက်ပြေးသွားတဲ့နိုင်ငံခြားသားကြားဖြတ်သမားတထောင်ကျော်အထိရှိပြီးတော့မြားရီမျိုးမှာလည်းသက်ဆိုင်ရာကနေပြီးတော့ကြားဖြတ်သမားတချို့ကိုခေါ်ယူထိန်းသိမ်းမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။